ဒီနေ့ပြောပြပေးမှာတော့ကလေးကိုထိုင်မှာကြောင်းလာထားခြင်းနဲ့မိဘရဲ့အတွက်ပြောပြပေးမှာဖြစ်ပါတယ်။အာဒီမှာအရင်ဆုံးကြောင်းလာထားမယ်ဆိုရင်ပထမဆုံးကတော့ကြောင်းနေရွေးရမယ်ပေါ့နော်။ပြီးရင်ဒုတိယဗီဇာကိစ္စလိုအပ်တဲ့စာစာတမ်းနေရှိမယ်။အဲပြီးရင်တင်ကြစရိတ်တွေနေထိုင်စရိတ်တွေသုံးစရိတ်တွေကြောင်းနေပေါ့နော်အော်ပြီးတော့ကြတော့ကလေးရဲ့အခက်ခဲပေါ့နော်မိဘတွေရဲ့အခက်ခဲကြောင်းလေးပေါ့နော်အဲဒါလေးတွေကိုမျှဝေပေးခြင်းပါတယ်အာဗီဒီယိုက တော့နည်းနည်းရှည်မယ်ပေါ့နော်ပြောရတိုင်းများတဲ့အတွက်အဲ့တော့ကြတော့ခွက်ခွဲပြီးတော့တင်ပေးသွားမယ်ပေါ့နော်အော်တကယ်လို့မဆောင်နိုင်ဘူးတခါရဲကြည့်ကျင်နေဆိုရင်တော့ YouTube link လေးချပေးထားပါမယ်အမှတခါရဲဝင်ကြည့်လို့ရပါတယ်ပေါ့နော်အာအဲ့တော့ပရမောက်ဆုံးရင် ပြောပြပေးချင်တာကအကြောင်းကိစ္စပေါ့နော်ကြောင်ရွေးဖို့ကိစ္စလေးပေါ့အမှဆိုရင်ကျွန်တော်တို့အော်ဒီမှာဆိုရင် international school ရှိမယ် ဘိုင်လင်ဂွယ်ရှိမယ်ပေါ့နော်ဘိုင်လင်ဂွယ်ဆိုတာကြတော့ဟိုထိုင်းနဲ့အင်္ဂလိပ်နဲ့နှစ်ဘာသာသင်တဲ့အကြောင်းပေါ့နော်ဒါပေမဲ့ထိုင်းကတော့ပုံများမယ်60% 70%လောက်ထိထိုင်းစာပါမယ်ပေါ့နော်အာအဲ့တော့ international school အကြောင်းရင်ပြောမယ်ပေါ့နော် international school မှာဆိုရင်အရင်ဆုံးအာကိုထားမဲ့ကြောင်းမမှုတည်ပြီးတော့ဘယ်အနေစာရှိမလဲဆိုတော့ဘတ်နှစ်သိန်း၃သိန်းဝန်းကျင်အနေစာပြီးတော့ဘတ်၁၀သိန်းကျော်အထိ ဒါအကြောင်းမူတည်ပြီးတော့စေအစာစာရှိမယ်ပေါ့နော်အဲတော့ကြတော့ဒါပုံမှန်မြန်မာပြည်မှာအပုံမှန်ဒီတစ်နှစ်ကိုဒါတိန်300 400ဝင်ကျင်ထားတယ်ဆိုရင်ဒါဘက်3သိန်း4သိန်းပေါ့နော်5သိန်းလောက်ထိပေါ့တယ်ဒီကြားတယ်ပေါ့အဲအရင်းလောက်ပေါ့နော်အဲတကယ်လို့မြန်မာပြည်မှာ3500အထက်ထားတယ်ဆိုရင်တော့အဲဘက်5သိန်းကနေ ဘတ်ဆယ်သိန်းချရတယ်ပေါ့နော်အမဟုတ်ဘူးမြန်မာပြည်မှာလည်းအကောင့်သုံးမှတ်ထားခဲ့တယ်ဆိုရင်ဘတ်ဆယ်သိန်းအထက်ထားပေါ့နော်အဲရောဂျာတော့ကိုကအကြောင်းရင်းမဲ့ဆိုရင်အဲဒါပြောင်းဆုံးနေနေရတော့ international school တွေရပဲအရင်ပြောပြပေးမယ်ဘောနော် international school တွေမှာဆိုရင်အာဘတ်3သိန်းအောက်ဘောနော်အထူးသဖြင့်2သိန်းဝင်းကျင်နေရပါရများလဲဆိုတော့ကြတော့ ဒီခရိယန်တို့ခရိယန်ကြောင်းပေါ့နော်ခရိယန်ကြောင်းဆိုတာဟိုလိုမဟုတ်ပါဘူးလို့ပြောပြရမလဲခရိယန်ကအသင်ကနေပြီးတော့စပို့ပေးထားတဲ့ကြောင်းတွေပေါ့နော်အဲ့လိုကြောင်းတွေရှိတယ်ဘာသာရေးအဲ့လိုပေါ့လေနည်းနည်းတော့ပါတာပေါ့နော်အော်ဒါကတော့ကိုကပြဿနာမရှိဘူးဆိုရင်ထားလို့ရတယ်သူတို့ကဟိုရှင်းရှင်းပြောရင်သူတို့ရဲ့ဟိုကြောင်းရဲ့ဟိုဘယ်လိုပြောမလဲ အဲတကယ်တမ်းကြာဟိုအကြောင်းအပ်မယ်ဆိုရင်တကယ်တမ်းကုန်ကြသဲနဲ့ငွေရထားပါ3သိန်းဝန်းကျင်လောက်ရှိတဲ့အကြောင်းပင်မဲ့သူတို့ဒီခရီးယန်ဘာသာရေးအသင်းကြီးကနေပြီးတော့ထောက်ပံ့ပေးထားတဲ့အတွက်သူတို့ကနှစ်သိန်းဝန်းကျင်လောက်နဲ့ရတဲ့ပုံစံမျိုးပေါ့လေအဲ့လိုမျိုးဖြစ်နေတာပေါ့အဲ့တော့ကြတော့ကိုကဘာသာရေးဘိုင်းမှာကိုကခရီးယန်သို့မဟုတ်ရင်လည်းဘာသာရေးဘိုင်းမှာအာဘာဖြစ်ဖြစ်ပြဿနာမဖြစ်ဘူးပြဿနာမရှိဘူးဆိုရင် ဒါထားလို့အဆင်ပြေရေပေါ့နော်ဟုတ်ဘူးကိုကတော့ဒီခရီးယန်ဘာသာကိုမဟိုမဟိုအမောနော်မသိချင်ဘူးမလို့ဆိုရင်တော့ဒါထဲမစင်းသားရနေတော့ဗောနော်ထဲမစင်းသားနေလို့ဆိုရင်ဘယ်လောက်လောက်ရှိမလဲ2သိန်းခွဲ3သိန်းဝန်းကျင်လောက်ကနေစပြီးရောကြောင်းနေရွေးလို့ရတယ်အဲအဲ့လောက်လဲကြောင်းနေကောင်းပါတယ်ကောင်းပါတယ်ဆိုတော့ ပြောရမယ်ဟိုကျွန်တော်ပြောလို့ဘောမြန်မာပြည်မှာတိုင်းသုံးအောင်ဝင်ကျင်လောက်ပေးရတဲ့အကြောင်း facility လောက်ရမယ်ဗောနော်အာ foreigner ပြောရရင်မြန်မာပြည်ထက်ကိုများမယ်အာမြန်မာပြည်မှာဆိုရင်ဒါကျွန်တော်လည်းဟို international school ကလေးထားခဲ့တာဖြစ်တဲ့အတွက်သိရဗောနော်အကြောင်းမှာ and foreign teacher ကတယောက်ပဲရှိရမျိုးဗောနော်အာဒါမှမဟုတ်နှစ်ယောက်သုံးယောက်ပဲရှိရမျိုးဗောနော်ဒါဒီမှာကြောက်အလုံးမဟုတ်ဘူး ဟို foreign teacher ကအတမိုင်နေနေရှိရယ်ပေါ့နော်အဆရာမကပဲအကုံလုံးကိုအဲဘာသာတော်တော်များများကိုသင်တယ်ပေါ့နော်ဒီအငယ်သမ်းမှာပေါ့အဲအတန်းကြီးသွားပြီဆိုရင်ကြတော့သူကပုံစံပြောင်းသွားတယ်အဲကိုကဒီဘာသာပေါ့နော်ဒါဒီမှာဟိုသွားပြီးတော့ school visit သွားခဲ့တလောက်ကဘလို့ဖြစ်သွားလဲဆိုတော့သူကအတန်းကြီးဖြစ်သွားပြီဆိုရင်သူကအဲကိုက ီဘာသာတင်မယ်ဆိုရင်အဘယ်အဘယ်ခန်းသွားတင်အခန်းပြီးပြီဆိုရင်ဘယ်ဘာသာတင်မယ်ဆိုရင်ဘယ်ခန်းသွားတင်မလဲအဲ့လိုမျိုးပေါ့ဟိုသူဘာသာနဲ့သူအကုန်လုံးအဖောင်းတီချာနဲ့ဖြစ်သွားတယ်တင်တာဆရာမတယောက်စီဖြစ်သွားတယ်အဲဒါပေမဲ့အငယ်တွေမှာကျတော့ဆရာမတွေကအကုန်လုံးကတယောက်ထဲကနေပြီးတော့ဘာသာဆုံးတင်တဲ့ပုံစံမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိရပေါ့နော်อ๋อเออแล้วเลยโหปฏิญญาณหมดป่ะเนาะอิ่มปีไปได้ทุกข์ท่าท่าตลอดတော့ အာအဲ့တော့ကြတော့ဟိုအကြောင်းရင်းမယ်ဆိုရင်အရင်ဆုံးကိုကအဲ school visit ပေါ့နော်အကိုကအရင်ဆုံးဒီကိုလာပြီးတော့ school visit လောက်ပြောเนาะလောက်ပြီးတော့ចောင်းနေလိုက်ကြည့်ပေါ့လိုက်ကြည့်ပြီးလို့ကိုကအဲចောင်းနေထားလဲကြိုက်တယ်သူတို့သင်ကြားမှုပုံစံလေးလဲကြိုက်တယ်အစီလဲအဆင်ပြေတယ်ဆိုရင်အဲ့ဒါပထမအဆင်ပြေပေါ့เนาะအဲ့တော့ចောင်းနေအရင်ဆုံးလာမကြည့်ခင် ကိုကအဲ school visa လုပ်မယ်ဆိုရင်အရင်ဆုံးသူက appointment နေယူရတယ်အဲ့တော့ကျောကိုက online မှာဒီထိုင်းရဲ့နိုင်ငံကကျောင်းလေးတွေပေါ့နော်ကျောင်းလေးတွေကိုနည်းနည်းလေးလာပေါ့လေးလာပြီးပြီဆိုရင်ကိုကပဲကျောင်းလေးတွေရောသဘောကျတယ်ကျောင်းအနေထားအကျယ်ဝင်စိမ့်နှုံပေါ့နော်ဒါလေးတွေကိုသဘောကျတယ်ဆိုရင် အဲကိုကအကြောင်းလေးကိုဒါ school visit အတွက် appointment လေးယူပေါ့နော် appointment ယူဟိုမှာကိုကဘယ်ဘယ်ဘယ်နေ့ဘယ်ရက်လောက်လာနိုင်တယ်ပေါ့နော်ဟိုမှာကိုကတပတ်လောက်ချိန်ပေးမယ်ပေါ့အဲဘယ်နေ့ဘယ်ရက်လောက်လာနိုင်တယ်ဆိုရင်အဲချက်ချားတဲ့ဟိုရချင်တယ်ပေါ့ဆိုပြီးတော့ဒါ appointment ယူပေါ့နော်အဲ့လုံနဲ့ကိုချိချင်တဲ့အဲကြောင်းပေါ့လေ၄50ကြောင်းပေါ့ appointment လေးတွေပဲယူထားပြီးတော့ဒီလိုလာပြီးတော့လို့ပတ်ပြီးတော့ချိပေါ့နော် အာဒီလာရဲ့ချိန်ကြရင်ကိုက international school ဖြစ်တဲ့အတွက်အဲကိုကအင်္ဂလိပ်လိုရတယ်ဆိုရင်ဒါဘာမှအသိအခက်ခဲမရှိဘူးပေါ့နော်ကိုကတကယ်လို့အဲအင်္ဂလိပ်လိုနည်းနည်းအားနည်းတယ်ဆိုရင်တော့အဲဒီမှာသက်ခက်ပြန်ပေါ့နော်အလိုပုံစံမျိုးခေါ်သွားလဲအဆင်ပြေပေါ့နော် တခုရှိတာကကိုခေါ်သွားမဲ့ agent သုံးဖို့သက်ခက်ပြန်ကအင်္ဂလိပ်လိုဒါကောင်းကောင်းရဘူးတော့လွယ်ပေါ့နော်တချို့ကဒီမှာက နည်းပြောရရင်ခုနောက်ပိုင်းကအေဂျင့်နေဒါစကပ်ပြနေရလဲအရန်များလာတယ်များလာပြီဘလို့ဖြစ်တော့ဆို ထိုင်းလို့ရလားဆိုတော့လေထိုင်းလို့ကအဲလဲလဲဝဝမရဘူးပြောရရင် ခုမှသင်ပြီးတော့ပြထိုင်းရောက်နေတယ်ခုမှသင်လာတယ်လူသုံးဖို့အဲ့လိုမျိုးလေးလည်းရှိနေရပေါ့နော် ပြီးရင်အင်္ဂလိပ်လို့ကြတော့လေเออเลเลวเวยาล่ะဆိုတော့အဲ့လိုပဲပေါ့เนาะပုံမှန်ဖြောတဲ့ရုံတော့ဖဲဝဲအဲ့လိုပုံစံလေးရှိရဲဆိုတော့ကိုကစကားပြန်ငားမဲ့ဆိုတော့နည်းနည်းတေးချလေး မိမြန်ဆုံးသမှုတော့လိုပါမယ်။အာအဲ့တော့ကြောင့်တကယ်လို့အာ school visit ယူဖို့တွေပါတယ်အာကိုယ်တိုင်မလုံနိုင်ဘူးဆိုရင်တော့အလိုမျိုးလုံနေတဲ့ agent တွေလည်းရှိရပါတော့เนาะအာတို့ L အဟာကြတော့တော့သူကကိုကအရင်ဆုံးဟိုစိတ်ရန်သဘောမျိုးတော့အရင်ပေးထားတယ်ပြီးရင်တို့ကဟိုကိုနဲ့တိုင်ပင်ပေးရပါတော့ဆိုရင်တွေ့ပေးတယ်ပြီးကျပြီးပြီးဆိုရင်ကြောင်းနေ appointment ယူပေးလိမ့်မယ်ပေါ့เนาะအဲ့ဒါတော့ ဟိုကိုဝါကိုလုံနိုင်တော့အများကြီးတတပါဘလို့ပဲဖြစ်ဖြစ်ဒီ agent တွေအဲเนาะ agent ပို့တွေတော့ထက်ကုန်မှာပေါ့เนาะအာအဲ့တော့ကြတော့ဒီပထမဆုံးကြောင်းရွေးတဲ့အဆင့်ပေါ့เนาะကြောင်းရွေးရဲ့အဆင့်ပြီးပြီးဆိုရင်အဲကျွန်တော်တို့အော် visa ကိစ္စပေါ့နော်အဲ visa ကိစ္စမှာကျတော့ဘာပြောစရာရှိလဲဆိုတော့အာဒီကိုပြောင်းလာမှာကမိသားစုကိုဘယ်နှယောက်ပြောင်းလာမှာလဲအမေနဲ့ ကလေးပဲလားသုံးမဟုတ်ရင်အဖေရဲ့အမေရဲ့ကလေးတစ်ယောက်ရဲ့လားနှစ်ယောက်ရဲ့လားအဲဒါပေါ့မူတည်မယ်ပေါ့နော်အာအဲ့တော့အာအမေအမေသုံးမဟုတ်အဖေနဲ့ကလေးပဲနှစ်ယောက်ပဲပြောင်းလာမယ်ဆိုတော့တိတ်ပါမစဉ်းစားစရာမလိုဘူးသူကကလေးအတွက်က ED visa ရမယ်ပေါ့နော်ဒီ international school အပ်လိုက်တဲ့အတွက် ED visa ရမယ်အမေအတွက်က guardian visa ရမယ်ပေါ့နော်အဲ့တော့ကြတော့ဒါထွေထူးပြဿနာမရှိဘူးပေါ့နော် အာအဖေပါလိုက်လာမယ်ဆိုရင်တော့အဲအဖေတို့ဗီဇာလိုပြီဘာဖြစ်လို့ဆိုတော့ကလေးတယောက်ကိုသူကဗီဇာဟိုကာရီယန်ဗီဇာတယောက်ပဲပို့ပေးတဲ့အတွက်အဲဘလိုပဲဖြစ်ဖြစ်၃ယောက်လာပြီဟေးဆိုရင်တော့ဒါတယောက်အတွက်ကတော့ဗီဇာကိစ္စစဉ်းစားရမယ်ပေါ့နော်အာအမှဒီမှာလောင်တန်းနေလို့ရပြီတော့နည်းနည်း အဆင်ပြေရဲ့ဗီဇာလေးဆိုရင် ED ဗီဇာရှိမယ် DTV ရှိမယ်အဲ့ပြေကြတော့ ED ဗီဇာပေါ့နော်ဝယ်ရတဲ့ ED ဗီဇာရှိမယ်ပေါ့ Oh sorry ဝယ်ရတဲ့ E-life ဗီဇာရှိမယ်ပေါ့နော်အဲ့မှာ E-life ဗီဇာကြတော့အာဒါရှင်းပါတယ်ပတ်စံရှိရင်အကောင်းဆုံးနဲ့အရှင်းဆုံးနဲ့ဟိုဘယ်လိုပြောမလဲအရန်အဆင်ပြေရေပေါ့နော် အမဟုတ်ဘူး ED ဗီဇာပေါ့နော် Education ဗီဇာ အတွက်ဆိုရင်တော့အရင်တော့ကတော့နည်းနည်းအဆင်ပြေပေမဲ့ခုနောက်ပိုင်းတော်တော်ချက်တယ်ပေါ့နော်အခုနောက်ဆုံး update ရာဆိုရင်ဘာဖြစ်တုံးဆိုနိုင်ငံမြေထွက်ပြီးပြန်ဝင်ရင်စာမေးတာတို့ဘာတို့ပေါ့နော်ဝင်လက်မခံတာတွေကစာရှိနေတယ်ပေါ့နော်အော်ပြီးတော့ visa ရဖို့အတွက်ကိုလည်းဒါလောက်ရတာအရင်နောက်မလွယ်ကူတော့ဘူးပေါ့နော်နည်းနည်းခတ်တယ်အဲကုန်ကြစည်လေးတွေလည်းများတယ်ပေါ့နော်အဲတော့သူကပြောကြတော့များသောအားဖြင့်က အဲဘလို့ visa ဘလို့ရကြလဲဆိုတော့အဲ university နေနေဆိုရင်သူက15လရရှိတယ်တစ်နှစ်ရတာရှိရပေါ့နော်အဲပြီးရင်ဟို language school နေနေဆိုရင်အဲ3လတစ်ဖြတ်ရှိတယ်4လတစ်ဖြတ်ရှိတယ်အဲ့လိုရတာလေးလည်းရှိရပေါ့နော်အော်ဒါကတော့အမျိုးမျိုးပဲဈေးလဲကွာတယ်ဟိုအလုပ်ရှုပ်တာလဲကွာတယ်ပေါ့နော်အာကိုကတကယ်လို့ ED visa ယူမယ်လို့ စဉ်းစားထားရင်တော့အဲအကြောင်းကြီးကလည်းတည်တံ့တာအများကြီးလေးလာဖို့တော့လိုမယ်ပဲဘာဖလုံဆိုတော့ကိုကရေရှည်နေမှာ ဖြစ်တဲ့အတွက်ဟိုဗီဇာဒီတစ်ခေါက်ဒီကြောင်းပြီးပြီဆိုရင်နောက်တစ်ကြောင်းကိုဟိုပြောင်းဖို့ဆိုရင်ဒါဟိုစာစာတန်းကိစ္စတွေလည်းအများကြီးလောက်ရတယ်ပေါ့နော်အော်ပြီးတော့နိုင်ငံပြန်ထွက်ရတဲ့ကိစ္စတွေလည်းဒါရှိတယ်အာအဲ့တော့じゃတော့ကိုက ဒါမှမဟုတ်ဒီမှာတကယ်အမှန်တကယ်ကြောင်းတက်မှာလားအမှန်တကယ်ကြောင်းတက်ရတော့ပြဿနာမရှိဘူးပေါ့နော်ဒါကြောင်းဘက်ကလည်းဟိုအလုပ်ပေးရပေါ့နော်ကိုပြီးတော့လုပ်ပေးတာရှိတယ်ပြီးတော့အလောက်ကြီးဖိတာမခက်ဘူးပေါ့နော်အဲ့တော့အလုပ်မဟုတ်ဘဲနဲ့နေထိုင်ခွင့်ရရုံပဲရှောက်မယ်ဆိုရင်တော့စောနာပြောလို့ပေါ့နော်ခက်ခဲလေးတရားတော့ရှိတယ်အကုန်ကြစီလေးလည်းပုံများတယ်ပေါ့နော်အာပြီးတော့ကျတော့အခု နောက်ပိုင်း DTV ဗောနော်ဒါလည်းဟိုမစိုးပါဘူးသူက9နှစ်ရတယ်ဗောနော်တခါရှောက်လိုက်လို့ရသွားဆိုရင်9နှစ်ရတယ်ဒါပေမဲ့သူ့ရဲ့အနယ်ချက်ကတော့6လတခါနိုင်ငံပြင်ပြန်ထွက်ပေးရမယ်အာနိုင်ငံပြန်ပြန်ထွက်တဲ့ကန့်သက်ချက်ကတော့လောလောဆယ်ရတော့မရှိသေးပေမဲ့နောက်ပိုင်းကျရင်အဲဒီအတိုင်းပဲ policy ကမြင်မြင်ပြောင်းနေအောင်မဟုတ်လေရင်လည်းမထွက်ရမယ်တို့ဟိုပြီးရင်ထွက်ပြီးရင် အဲချက်ချင်းပြန်ဝင်ခွင့်မပေးဘူးဆိုရဲဟာမျိုးတွေလာမလားဗောနော်အဲဒါဘာဘာတွေဖြစ်လာမလဲကတော့ပြောရခက်တယ်ဗောနော်ဒါပေမဲ့လက်ရှိမှာတော့အကောင်ကဈေးအတ္တအဆုံးဖြစ်သွားတယ်ဗောနော်ဟိုငါးနေရတဲ့အတွက်ဈေးအတ္တအဆုံးဖြစ်သွားပြီးတော့သူကအဲလက်ရှိမှာအဆင်ပြေဆုံးဖြစ်နေဗောနော်ဒါပေမဲ့နောက်ပိုင်းကတော့ပြောရခက်ပါတယ်အာအဲ့တော့じゃတော့ဒီကိုကိုကလာမယ်ဆိုရင် ဒီ visa ကိစ္စလေးလည်းထည့်စဉ်းစားဖို့လဲပေါ့နော်ကလေးနှစ်ယောက်ဆိုရင်တော့သိစဉ်းစားရမှာမရှိဘူးပေါ့ဘာလို့လဲဆိုကလေးတစ်ယောက်ကိုမိဘတစ်ယောက်ကရီးယား visa ရမှာဖြစ်တဲ့အတွက်ဒါအဆင်ပြေပေါ့နော်အဲဒါပြီးရင်ကျွန်တော်ဟိုသုံးစရိတ်ပေါ့နော်နေထိုင်စရိတ်၃စရိတ်တွေပေါ့အမှကျွန်တော်ဒီမှာလာနေမှာဆိုရင်အရင်ဆုံးအိမ်ငားနေဖို့ပေါ့နော်အိမ်ငားနေဖို့ကိစ္စအဲအိမ်ငားနေဖို့ကိစ္စကကြတော့ ျွန်တော်ကြောင်းနာမှာငားနေမှာလားတော့မဟုတ်ရင်ဟိုကိုကြိုက်တဲ့မျိုးနယ်မှာငားနေမှာလားကိုကြိုက်တဲ့မျိုးနယ်ဆိုတာနည်းနယ်မျိုးတွေကြားပြန်ငားနေမှာလားကြောင်းနေနေနီနာနာမှာငားနေမှာလားအဲဒါတွေပေါ်မူတည်ပြီးတော့ဟိုကုန်ကြစည်တိတ်ရှိမယ်ဗောနော်ဂျမ်မင်းကွန်တိုငားနေမယ်ဆိုရင်ကွန်တိုကတော့အာတပေါင်းဝင်းညင်လောက်ကစရှိမယ်တလောက်ဘတ်တပေါင်းဝင်းညင်စရှိမယ် အဲကွန်တိုသူကကြောစတူဒီယိုရောမော်เนาะဒါနေရာပေါ်လဲမှုတည်ပါတယ်အဲတချို့နေရာရဲ့ဆိုရင်စတူဒီယိုရုံးကိုကို2000 3000တွေလဲရှိတယ်ဒါမျိုးလဲကောင်းနေပါတယ်ဗောနောကွန်တိုအရင်ကောင်းနေဆိုရင်ရှိတယ်အဲစတူဒီယိုရုံးဆိုအကြောက်ဘယ်လိုပြောပြမလဲဆိုအဲ ဟိုဟင်းချက်ဖို့နေရာတော့မပါတဲ့အနေထားမျိုးပေါ့နော်တချို့ပါတယ်ကွန်ဒိုလည်းပါတယ်ဒါပေမဲ့မပါတဲ့ကွန်ဒိုကြီးလည်းများတယ်ပေါ့နော်အာပြီးပြီဆိုရင်သူက one bedroom ပေါ့ one bedroom ဆိုတော့သူကအေကန်နေမှာပဲဒီဟင်းချက်တဲ့နေရာလည်းရှိမယ်ထမင်းစားနေရာလည်းရှိမယ်ပြီးရင်ကြိုင်မှာတချို့လဲမှန်ကားပေးထားတချို့လဲမကားဘူးပေါ့เนาะဒါကကွန်ဒိုရေပေါ်မူတည်ပြီးရင်အိမ်ခန်းတိုင်ရောက်သွားမယ်ပေါ့ပြောရရင်တော့อืม ဟိုမြန်မာပြည်တိုက်ခန်းနေနေရှင်ကျင်းတယ်ပဲပြောရမှာပဲဗောနော်အာတာမဲနေလို့တော့ဖြစ်ပါတယ်ဟိုပြောရင်စတူဒီယိုရွန်ဆိုင်တော့ရေရှည်နေမယ်ချက်စားမယ်လူတော့ကတော့1 bedroom လောက်တော့ငားမယ်ပေါ့နော်အာပြောကြတော့1 bedroom ထပ်ပို့ပြီးတော့ကျဲတဲ့ဟာရှိတယ်ပေါ့သူကကြတော့အခန်းနှခန်းတော့ဖြစ်သွားတယ်ဒါပေမဲ့နောက်တစ်ခန်းကကြတော့နည်းနည်းကျင်းတယ်အဲတယောက်8လောက်ဖဲထည့်လို့ရတယ်ပေါ့နော်တယောက်8လောက်ဖဲထည့်လို့ရတယ်သုံးဖို့ရင်တချို့ကလည်းအလုပ်စပွဲပဲထည့်တာရှိတယ် အဲပြီးတော့တခန်းတော့လုံဝအိတ်ခန်းပေါ့နော်အဲပြီးရင်တော့2 bedroom ရှိမယ်အဲဒါကတော့ကိုမိသားစုပြောင်းလာမယ်ပုံမူတည်ပြီးတော့ဒါဟိုကိုငားမယ်ပုံမူတည်ပြီးစီးရတော့ကွာသွားမယ်ပေါ့နော်ဂျမ်းမြဆောင်းနာပြောလို့ studio room အမနောဆိုရင်တောင်းဝင်းချင်းဒါ one bedroom ဆိုရင်နေရာပေါ်မူတည်ပြီးတော့1000 4000 5000ဝင်းချင်းရှိမယ်အဲ two bedroom ဆို2000 2000 2000ခွဲပေါ့နော်ဒါကတော့ပုံမှန်အလဲလက် ဈေးပေါ့ဟိုစောနာပြောလည်းနေရာပေါ်မူဒီဒီထက်တသားရှိမယ်ဒီထက်များတာလည်းရှိမယ်များတာမှာနှစားသုံးစားများတဲ့နေရာတွေလည်းရှိတယ်အဲ့တော့ဒါကိုနေမယ့်နေရာပေါ့ကိုနေခြင်းတဲ့နေရာပေါ့ကိုနေဟိုလိုချင်တဲ့ဟိုဘယ်လောက်ထိကောင်းကောင်းနေခြင်းလဲဘယ်လောက်ထိမြုပ်လဲကောင်းနေခြင်းလဲပေါ့တော့မူတည်သွားမှာပေါ့နော်အာအဲ့တော့ကျတော့နေထိုင်တာကိုဒီထက်ပိုတတ်တာရွေးခြင်းနဲ့ဆိုရင်အပတ်မှန်ရှိတယ်အပတ်မှန်ကျတော့ပြောရရင်မျိုးများများလို့ဆိုရင်တိုက်ခမ်းပေါ့ဗျာတိုက်ခမ်းအဲဒါမဲ့ သူကကြတော့အားနေချက်ကပါလဲဆိုတော့ကျွန်တော်ကွန်ထရီလို facility မပါဘူးဘောနော်မဆိုပါဆိုရေကူကန်တို့ချင်းတို့စားသဖြင့်ပေါ့ဗျာဒါကြီးမပါတော့ဘူးအဲပြီးရင်နောက်တစ်ခုသူ့ရဲ့အဓိကကွန်ထိုနဲ့ဒီအပတ်မန်နေရဲ့ကွာခြားချက်မှာအပေါင်းဆိုမီတာကအဲကျွန်တော်မီတာကကအပတ်မန်နေဆိုရင်ဒါ၈ချက်၈ချက်တစ်ယူနစ်ကို၈ဘတ်ပေါ့နော်၈ဘတ်ထိကြတယ် အဲကျွန်တော် control တွေမှာကြတော့ control ပေါ်တော့မူတည်ပြီးတော့နည်းနည်းပဲกว่าတာပါတစ်ချက်လောက်0.5တုံးမှတစ်ချက်လောက်ပဲกว่าအဲသူကကြတော့အဲ၄ဘတ်ပေါ့နော်အော်၄ဘတ်ဆိုကြတော့တောက်ဘတ်လောက်ကိုတတ်တာသွားတယ်ဒီမှာလဲမီတာကားကတော်တော်ကြတယ်ဗျအဲကျွန်တော်တို့ဆိုချွချွတာတာပေါ့နော်ချွချွတာတာဆိုလိုအပ်တဲ့ချိန်ဖွင့်တယ်မလိုရင်ပိတ်ထားတယ်ပေါ့နော်ညာဘက်လောက်အဓိကဖွင့်ပစ်တယ်ဆိုတာတောင်မှအာ ကျောင်းတို့ဟွာတော့ကုန်နေဘတ်2000ဝင်းကျင်တော့ကုန်နေတက်လာအောင်1500နဲ့2000ကြားပေါ့နော်2000တော့ကုန်နေပဲထားပါအောင်2000ဆိုရင်ကျောင်းမြန်မာငွေ7သိန်း6000လောက်ရှိမှာပေါ့နော်အဲဒါက24နာရီဖွင့်တာမဟုတ်ဘူးပေါ့နော်ဒါပုံမှန်တတအောင်ပေါ့အဲဖွင့်တာပေါ့တကယ်လို့24နာရီသုံးမယ်ဆိုရင်တော့အထက်ပူကြားဖို့ပဲရှိရပေါ့နော်အဲရောကြတော့မီတာကလည်းဒါတောင်မှ၄၄ဘတ်နဲ့ပေါ့နော်တယူနဲ့၄ဘတ်နဲ့သွားတာ အဲကျွန်တော်တို့ဟိုဟာဆိုရင်အဲဒီနှုံးတိုင်းနာအပမန္နာဆိုရင်နှစ်ဆပေါ့နော်ကြာမှာဆိုတော့9သိန်းလောက်ကြာမယ့်ပုံစံဖြစ်နေရပေါ့နော်အဲအဲ့လိုမျိုးပေါ့သူကရေဘိုးကတော့အရင်မကြောက်ဘူးဗျရေဘိုးကကျွန်တော်နှစ်ပတ်နှစ်ရဝင်ကြမယ်ကြာတယ်ဒီကွန်ဒိုမှာတော့အပမန်လည်းအရင်တော့မကွာဘူးပေါ့နော်အော်အဲ့တော့ကြာတော့မီမီတွက်ကိုပေါ့နော်မီတာခါကိုပဲကြည်ရတာပေါ့နော်အာဒီမှာတော့ อืมအပတ်မှန်းနေရတော့တိတ်ပြီးတော့ဟို furniture တွေပါတယ်တိတ်မပါဘူးဗောနော် aircon လောက်တော့ပါတဲ့တဲ့ဗောဒါလည်းခန်းမော်တော့မူတည်မယ်ထင်ပါတယ်အဲကျွန်တော် control တွေအများစုကတော့လုံးဝ facility အပြည့် furniture အပြည့်ပေါ့နော်အာ TV ရေခဲတစ်တာပါညာအကုန်ပါပြီးသားပေါ့နော်အဲတချို့ခန်းနေဆိုရင်ဝေရှော့ဇက်ပါမယ်တချို့ခန်းနေမှာပါဘူးပေါ့နော်အဲဟို မှုရတွေပါတယ်လဲပါတယ်ခန်းရှိရမပါခန်းရှိရအများစုကတော့ပါပါတယ်ဟိုဘာမှကိုဝယ်စရာမလိုတော့အောင်ကိုတော်တော်ပြပြဆုံဆုံးပါတယ်ဗောနော်အဲအဲ့တော့ကျတော့ဆောနာလူရင်းပြန်သွားရင်တော့ကျွန်တော်ကြောင်းနဲ့နီနီနန်းနားနေတယ်လမ်းလျှောက်သွားပို့လို့ရတဲ့နေရာဆိုရင်တော့အဲဘာကြောင်းလဲဆိုတော့ကလေးကမနှက်ဆိုရင်အရင်စောထားစရာမလိုဘူး ဟိုအကျိုးပို့အတွက်ကဘာမှထွေထူးမလို့ဘူးပေါ့နော်မဟုတ်ဘူးဝေးရနေရဆိုရင်ကိုကနှစ်ခုစဉ်းစားအောင်မယ်အဲဖယ်ရီနဲ့အကျိုးပို့လုံးမှာလားကိုရိုင်းအကျိုးပို့လုံးမှာလားကိုရိုင်းအကျိုးပို့လုံးချင်တယ်ဆိုရင်ဒါကားတွေပါကြီးစိုက်ကယ်ဝယ်ရတော့မယ်အဲဒါဆိုရင်တော့ဘာရှိမလဲလမ်းပိတ်တဲ့တန်းနေခံရမယ်ကားစီပို့တွေပါကြီးတော့ရှိလာမယ်ပေါ့နော်အမဟုတ်ဘူးဖယ်ရီနဲ့ထားရဆိုရင်တော့ဖယ်ရီကလေးထက်တွေ့ရတာပေါ့လေပြောကြအောင်နောက်တစ်ခုက ကလေးမနက်စောစောထားရတယ်ပေါ့ဒီမှာလဲလမ်းကျက်တဲ့အတွက်တော်တော်ကြိုရာလဲစောရဲပေါ့နော်ဘီရင်တချို့ကြောင်းတွေကမနက်၈နာရီလောက်ဆိုရင်တက်တာတို့ဘာတို့ရှိရဲ့အတွက်ကလေးကတခါလေးဆို၆နာရီလောက်ကလေးကဖေးဆောင်နေရမျိုးတွေရှိရဲပေါ့နော်ဒီဘက်မှာတခါလေးငါကလေးက9နာရီလောက်ကြီးထားပေါ့နော် PC လောက်ပြီး6နာရီဆိုဖေးဘောတက်ဆိုရမျိုးတွေရှိရဲအတွက်ကိုကတော့ ဒါတွေလည်းထည့်စမ်းတာပေါ့ဗောနော်ကြောင်းနဲ့ဝင်ဝေးသလိုပေါ့နော်ကျွန်တော်ဒီရန်ကုန်ထက်ကို ကားကြက်တယ်ဗျဒီမှာရန်ကုန်ထက်ကားကြက်တဲ့အတွက်တနေရာနဲ့တနေရာတကယ်တမ်းကားမပိတ်ဘူးဆို10မိနစ်လောက်နဲ့ရောက်တဲ့နေရာကိုကားပိတ်တဲ့အချိန်ဆိုရင်တနအိခွဲ2နာရီလောက်ကြာတယ်အဲ့လိုမျိုးပေါ့နော်တစ်ခါလေးဆိုတနအိလောက်တစ်ခါလေးတနအိခွဲလောက်ကြာတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဟားလေးလည်းတော့ထည့်စမ်းစားရတယ်ပေါ့နော် အာကျွန်တော်ဒါပြီးပြီဆိုရင်ကျွန်တော်လိုအပ်တဲ့စာရွက်စာတမ်းနေပေါ့နော်လိုအပ်တဲ့စာရွက်စာတမ်းနေဆိုရင်အာကျွန်တော်ဘာရှိမလဲဆိုတော့ကြတော့ passport ပေါ့နော်ဒါတော့ရှင်းပါတယ်ပထမဆုံး passport ကတော့မဖြစ်မနေလိုမယ်အဲ့တော့ကြတော့အကောင်းဆုံးတော့မထွက်လာခင်မှာ passport တက်တန်းဟိုတိုးပြီးတော့မှထွက်လာတာတော့အကောင်းဆုံးမဟုတ်ရင်ခဏဆိုရင်ပြန်ပြီးရောဟိုဖြစ်မော်လေဒါ